ဟိုជីတီကျွေးတောင်းသလိုလိုက်ပြီးတော့သာဝရဘဝပြည့်အောင်လုပ်သူလိုဖြစ်နေတယ်။ထန်ခွတ်ဆက်ဆက်နဲ့တော့မတိုင်ခင်နေရသူတို့ရည်ရချက်ရှိရှိနဲ့ဖြုတ်ခွင်းခဲ့တယ်။အခုနောက်ပါလဲထိုနည်းလောက်မဖြုတ်ခွင်းနေတော့မယ်။ဒီမိုကရေစီပညာရေးကိုပြင်းပြစွာတောင်းဆိုနေတဲ့မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားတမကအဖွဲ့ဦးဆောင်တဲ့ចောင်းသားလူကြီးဟာသူတို့လိုချင်တဲ့ပန်းနိုင်မရောက်သေးခင်မှာပဲအာဏာပိုင်တွေရဲ့တားဆီးချုပ်ချယ်တာခံခဲ့ရပါတယ်။သမိုင်းတွင်ပဲပညာရေးစနစ်လမ်းကြောင်းမှန်ကိုဖောက်နေတဲ့ចောင်းသားလူဟာအခုတော့နိုင်ငံရေးတရားခံဖြစ်နေရပါတယ်။ အမှုတွေကိုအစိုးရကစစ်တီးအကြွေးတောင်းသလိုလုပ်နေတာလားဘာကတာအဖွဲ့ဝင်ကိုနန္ဒာဆက်အောင်ဟာထွက်ပြေးနေတာမဟုတ်ဘဲအခုမှဆွဲချက်တွေထပ်တင်နေတာဟာလူတယောက်ကိုထောက်ရဘဝပြတ်အောင်လုပ်နေတာပဲလို့ဆိုလာသူကဦးရောဘတ်ဆန်းအောင်ပါအဲ့ဒါကြီးကခက်တာပဲဗျပြောမယ်ဆိုရင်ဒီလူတွေအတွက်ပြေးနေတာလည်းမဟုတ်ဘူးရှင်းနေရတာနဲ့အမှုမတင်ခဲ့ပဲအခုကြမှာဟိုជីတီကျွေးတောင်းသလိုလိုက်ပြီးတော့အမှုတွေဆွဲပြီးတတ်တိုးနေတော့ဒါလူတယောက်ကိုသာဝရဘဝပြည့်အောင် လုံးတူလို့ဖြစ်နေတယ်။ဒိန်း90နဲ့အာမခံရထားတဲ့ပူပူကတော့ထောင်ထဲမှာနေရတာထက်အပြင်မှာကထိရောက်တဲ့လုပ်ငန်းတွေလုပ်ခွင့်ရလို့အကျိုးရှိတယ်လို့ဆိုပါတယ်။ကျောင်းသားတွေကို1962ခုနှစ်မတိုင်ခင်ကတည်းကရည်ရွယ်ချက်ရှိရှိဖြိုခွင်းခဲ့တယ်လို့အခုချိန်ထိပုံမှန်တွေတက်ပြီးဖြိုခွင်းနေတော့ပဲလို့ဆိုပါတယ်။ ကျမဒီအကြောင်းတက်နေရဖြစ်တဲ့အတွက်ကျမကိုအကြောင်းထောက်ခံစာအပြည့်အစုံနဲ့ပြီးတော့ကျမကိုအာမခံပေးမဲ့သူ250နဲ့အာမခံပေးမဲ့လူ200ကျမကိုတောင်းကျမအဲ့ဒါတွေအစုံရင်တင်ပြနိုင်တဲ့အတွက်ကျမကို30ရက်နေရအာမခံပေးလိုက်တဲ့ရှင်အပြင်မှာနေတော့ကျမအများကြီးကိုအလုပ်တွေအများကြီးလုပ်နိုင်တယ်ဒါကြောင့်ကျမအကြောင်းလေးတက်နေရဖြစ်တဲ့အတွက်အပြင်မှာနေတာပို့အဆင်ပြေပါတယ်ရှင်ဟို1960နှစ်နောက်မတိုင်ခင်တည်းကသူတို့ရည်ရွယ်ချက်ရှိရှိနဲ့ဖြုတ်ခွင်းခဲ့တယ်အခုနောက်ပိုင်းလဲထိုနည်း၎င်းမှာကျမတို့အမှုပေါင်းမြောက်များစွာတင်ပြီးတော့ကျမတို့ဖြုတ်ဖြုတ်ခွင်းနေတော့မယ်ကျမတို့ဟို က်လက်ပြီးတော့လည်းအစိုးရကလုပ်နေတော့မှဒီပုံမှန်ဆက်ရှိကမတရားလို့မြင်တယ်ကျမတို့မတရားပုံမှန်ရင်းနဲ့ဆွဲထားတယ်လို့ပဲမြင်နေရှင်ဟုတ်ကျောင်းသားတပိတ်ကြီးပြီးခဲ့တဲ့မတ်စတာဆယ်ရက်နေ့ကဖြိုခွင်းခံရပြီးနောက်ပိုင်းမှာရန်ကုန်မြို့လှေတန်းတင်ကြီးစစ်ဘက်တွေမှာဘာဂတာကျောင်းသားတွေဟာဆက်လက်ဆန္ဒပြခဲ့ပါတယ်ကမာရွတ်တရားရုံးမှာ73ကြိမ်မြောက်ရုံးထုတ်ခဲ့တာဖြစ်ပြီးဒီကနေ့ရုံးချိန်မှာရှေ့နေဦးဖေးကျမ်းမာရေးမကောင်းလို့အမှုစစ်ဆေးခြင်းမရှိခဲ့ဘဲဩဂတ်စ29ရက်နေ့ကိုရုံးချိန်ပြခဲ့ပါတယ်